မြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မန်လေးမူဆယ်လမ်းပိုင်းမှာစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေအပြင်တိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေပါဂိတ်တွေချထားပါတယ်။အဲ့ဒီဂိတ်ပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက ပြောင်းကားတွေကိုကုန်စီနဲ့မလိုက်အောင်အဆက်မတန်တောင်းနေတာကြောင့်ပြောင်းကုန်တယ်နဲ့တောင်းလူတွေနစ်နာနေရတယ်လို့ကာယံကန်ရှင်တွေကပြောပါတယ်။အဲ SFV ကောက်တာဟုတ်တယ်ဗျတစီလုံးကိုတသိန်းတသိန်းခွဲအဲ့လိုပဲသူကကောက်တယ်ဗျကိုကန်နဲ့ TNN နေနဲ့ပေါင်းလို့ရှိရင်တတန်9000 9000ဆိုရင်ကုန်တယ်တွေနေနဲ့ ောက်လူတွေအနေနဲ့အများကြီးနဲ့နာဆုံးရှုံးနေကြသူတို့အခွန်ပေးရတဲ့ဟာလေမန်းလေးမူဆယ်လမ်းအပြင် လာရှိုးတောင်ကြီးလမ်းမိုက်မှာလဲစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေအပြင်တိုင်းနာလက်နက်ကင်တပ်တွေပါဂိတ်တွေချထားပါလေအဲ့ဒီလမ်းမိုက်မှာတွားနေတဲ့ကားတွေလဲနှစ်စင်ကြီးပေးနေရလို့ခောက်ချင်းအနေနဲ့ဖြတ်တဲ့ဂိတ်တိုင်းပေးနေရတာကြောင့်လေးယောက်စီခီးတဲ့တဲ့ရင်တစည်းကိုတကြောင်တသိန်းခွဲလောက်ကုန်ကြနေတာပါ ဒါအပြင်တိုင်းနာတပ်ဖွဲ့တစ်ခုရဲ့စစ်စေးဂိတ်တစ်ခုက ကားရက်ခိုင်းတာကိုရက်ခိုင်းတဲ့နေရာမှာမရက်လို့တနက်နဲ့ပြစ်ခံရတဲ့ခီးတဲ့တင်ရင်းနေလဲရှိပါတယ်။အခွန်ခါတွေကြောင့်ရင်မောင်းနေမှာလဲလုတ်တလောက်အဖက်မတင်ဘူးလို့ဆိုကြပါတယ်။အဲ့ဒါဝင်ရှာခဲ့ပါလေပရိလေးနေနေမေးတာလေးရနေနေကြော်သွားလို့လေဟောရှာခဲ့ပါကံကောင်းလို့ကမေငါစီတိုင်ကြီးချစ်လို့မီးလောင်ပါရမယ်ခီးတယ်ပါသိကုန်မှာကိုတလန်းလုံးကိုဂိတ်တွေကြီးတယ်အပေးဆိုရင်တစ်ထောင်ဂိတ်ဆိုရင်၃ထောင်ဂိတ်ဆိုရင်၅ထောင်အကြီးတဲ့အများကြီးကုန်တယ် ဘာလို့သာမန်လုံငါရှိဘယ်လိုကတမလဲမြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မန်လေးမူဆယ်လမ်းပိုင်းမှာစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေပြင် SSPB SSD ရှန်တက် MNDAA ကိုကန့်တက် KIA ကချင်တက် TNN နဲ့တအန်းတက်နဲ့အေအာရခတ်တက်ဒီစုမှုနယ်မြေလိုက်ကုန်တင်ရင်ခီးတဲ့တင်ရင်အိမ်စည်းကားနဲ့အခြားအခွန်ခအမျိုးမျိုးကို ကောက်ခံနေတာကြောင့်ပြည်သူလူထုတွေမှာအဖွဲ့အစည်းအသီးသီးရဲ့အခွန်ဝင်ပြီနေလို့ ကုံစင်းလုံးကြီးမြင့်တဲ့တံကိုလည်းခံနေရတယ်လို့ဒီရက်ကန်ဒီကဆိုပါတယ်ကျွန်တော်ခွန်စွာဦးပါ